ကျွန်တော်စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကိုသုံးသပ်အောင်ကိုပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးတွေဟာဒီကာလမှာစေတနာတွေပို့ပြီးတော့လူလာတဲ့ပုံမူတဲ့စေတနာတွေလူလာတဲ့ပုံမူပြီးတော့ခင်မင်မှုတွေလူလာတဲ့ပုံမူပြီးတော့ချစ်ခင်မှုတွေကြောင့်စီးပွားရေးမှာအခက်တွေ့နေရတတ်ပါတယ်တနည်းအားဖြင့်ပြောရင်ဒီကာလမျိုးမှာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ကိုယ့်ချစ်ခင်ရတဲ့လူတွေကကိုယ့်ရဲ့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအနောက်ရှက်တစ်ခုလိုဖြစ်နေတတ်ပါတယ် အဲဒါကြောင့်မလို့သူတို့ ਨੇ ပေါင်းဆက်ပြီးတော့လှုပ်ဆောင်မဲ့စီးပွားရေးကိစ္စတွေဆိုဝေးဝေးရရှောင်းတာကောင်းပါလိမ့်မယ်ဆိုရာကကိုယ့်ရဲ့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ့်ရဲ့မိသားစုပဲဖြစ်ကိုယ့်ချစ်ခင်ရတဲ့လူတွေဖြစ်ဖြစ်ပေါ့နော်အဲသူတို့တွေကြောင့်စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာနည်းနည်းလေးအဲစိတ်မနစ်နိုင်တာမျိုး ကိုအနေနဲ့မလုံနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။ဥပမာပေါ့သူတို့အချိန်ပေးနေရတာဖြစ်ဖြစ်တခြားသူတို့ကိစ္စတွေပြုလုပ်ပေးနေရတာဖြစ် ကိုယ့်ရဲ့စီးပွားရေးကိစ္စမှာအချိန်လဲဟဲမှုတွေဖြစ်ပေါ်တတ်တယ်။နောက်တစ်ခုကစီးပွားရေးကိစ္စမှာဒီကာလမှာကိုယ့်ဘက်ကဘလို့ပဲကောင်းအောင်ပဲလုပ်ပေးလုပ်ပေးဘလို့ပဲအဆင်ပြေအောင်ပဲတိဆောက်တိဆောက်ကိုပြန်ရလာတဲ့ reset ကကိုယ့်တကောင်းမွန်တဲ့ reset တစ်ခုမဟုတ်ဘူး။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာငွေကြေးနဲ့ရင်းနှီးမှုန့်နှံမဲ့အလုပ်တွေအတတ်နိုင်ဆုံးရှောင်ကျင်တာအကောင်းဆုံးဖြစ်နိုင်မယ်လို့အကြံပြုချင်တယ်။နောက်တစ်ခုကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ကြံ မတ်တန်းကြောင်းတော့ငွေကြီးနဲ့ပတ်သက်တဲ့ကံဒီချိန်မှာငွေအဝင်ထွက်မြတ်တာမှုအမှန်တအားနေနေတဲ့အချိန်ကြီးအပိုင်းခြားတစ်ခုဖြစ်တယ်လို့ကျွန်တော်အမြဲတမ်းဟောနေကြအတိုင်းပါနော်အိတ်ပေါက်နဲ့ဖားကောက်နေရတယ်လို့ပဲရှာမလောက်ဖြစ်နေတတ်ပါတယ်ဘလောက်ပဲဝင်လာဝင်လာငွေကြီးကိစ္စရည်နဲ့ပတ်သက်ပြီးစုဆောင်းမှုအတွက်မြဲမြံမှုအတွက်အားနေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒါကြောင့်မို့လို့တနင်္ဂနွေသားသမီးဒီအနေနဲ့ငွေကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာဒီကာလတွေမှာငွေကြီးမြဲမြံမှုအမှန်တအားနေနေတဲ့အချိန်ကြီးအပိုင်းခြားတစ်ခုဖြစ်တယ်တို့တော့ကံကောင်းတာတစ်ခုတော့ရှိပါတယ် ကိုယ်အနေနဲ့ငွေကြေးကိစ္စဘလောက်ပဲခက်ခဲဖြစ်နေမလို့စေငွေကြေးမမြဲမြံမလို့စေငွေကြေးလိုအပ်လာတဲ့အခါကျရင်တော့လိုအပ်တယ်လို့ကံအားဖြစ်တော့လည်းကောင်းတခြားလူတို့တရားရဲ့ကူညီမှုတော့လည်းကောင်းငွေကြေးကိစ္စပြန်အဆင်ပြေသွားတာမျိုးတွေဖြစ်တတ်တယ်ပြီးရင်ပြန်ပြီးတော့ငွေကြေးကုန်သွားပြီးတော့ပြန်ပြီးတော့လောက်အဲ့လိုပုံစံမျိုးပါနော်ဆိုတော့ကူညီပေးမှမဟုတ်ကောင်းတယ်တော့ငွေကြေးကိစ္စတွေမှာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့တရင်းငွေတာသမီးတွေရဲ့ကျန်းမာရေးကိစ္စတွေပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ထိကြိုက်တန်ရအနေချင်းရတတ်ပါတယ်ဘာမှမဟုတ်တဲ့ထိကြိုက်တန်ရ၄ပဲဆိုပြီးတော့ပြစ်ထားတာကနေဆင့်ပြီးတော့အဲ့တန်ရတိတိလေးရနေဆင့်အနာရင်းတာမျိုးပြီးတဲတာမျိုးကနေတဆင့်ကျမကြီးအားနေတာမျိုးဖြစ်တတ်ပါတယ်ကိုယ့်ရဲ့မစင်မချင်းနေထိုင်မှုကိုယ့်ရဲ့မစင်မစင်ကျမကြီးနဲ့ပတ်သက်ပြီးတော့မလိုက်စားမှုတွေကကိုယ့်ရဲ့ကျမကြီးကိုအားနေမှုအဖြစ်ပြောင်းလဲလာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ဒီအချိန်မှာဘယ်သူမှကိုယ့်ကျမကြီးကိုဂရုစိုက်လို့မရပါဘူးကိုယ့်ကျမကြီးကိုဂရုစိုက်ပါနောက်တစ်ခါ ကျမ်းမာရေးလို့ပြောအောင်ပါကျွန်တော်ဘယ်လိုပြောအောင်မလဲကိုကျမ်းမာရေးတဲ့ဆိုင်စိတ်ကျမ်းမာရေးနော်စိတ်အားကျနေတဲ့အချိန်စိတ်တက်ကျနေတဲ့အချိန်စိတ်မပျော်ရွှင်နေတဲ့အချိန်မှာဖြစ်ပေါ်တတ်ပါလေဒါကြောင့်မလို့အဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအားနေတဲ့အပေါ်မှာတော့တခြားမလို့လားအတက်ပြဿနာအနောက်ရှက်တွေကြောင့်တော့ဥပမာဗျာစိတ်မှာတော့ခါများညာအိမ်မပြောအေးရေးပြက်တယ်အေးရေးပြက်တယ်ရနေစင်နောက်ဆက်တော့ပြဿနာတွေဖြစ်လာတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်တက်ကျနေတော့ကိုယ့်အကူပြန်ပြီးတော့စိတ်တက်တက်အောင်လို့ပြောရွှေအောင်နေပါလို့ပြောချင်းဖြစ်ပါတယ် နောက်တစ်ခုကတော့အခြေအကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကိစ္စမှာအခြေအကိစ္စမှာတနင်္ဂနွေသားသမီးတွေကကိုယ့်ရဲ့ချစ်သူဘောကိုတန်တရားစပြီးဝင်နေတဲ့ပုံစံဖြစ်တယ်။အရင်တော့လို့လည်းမဟုတ်ဘူးเนาะတခုခုသူတခုအများလုံနေလားပေါ့နော်။ဆိုတော့နောက်တစ်ယောက်နေများရနေလားအခြေအကိစ္စတွေမှာကိုယ့်ရဲ့ချစ်သူကိုကိုယ် question ပြန်ထုတ်နေရတဲ့အချိန်မေးခွန်းပြန်ထုတ်နေရတဲ့အချိန်ဖြစ်တယ်။ဆိုတော့ဒါဟာအခြေအကိစ္စမှာယုံကြည်မှုတယောက်နဲ့တယောက်နဲ့ပါတာကိုဆိုလိုခြင်းဖြစ်ပါတယ်။အသူ့ရဲ့အပြုတ်မှုပုံတွေကလည်းကိုထင်း ထင်မှာဆိုလည်းထင်လို့ရတဲ့ပုံစံမျိုးတွေပြုတ်မှုနေတာပေါ့နော်ဒါကြောင့်မလို့အခြေအကျိစ္စမှာကိုယ့်ရဲ့ချစ်သူကိုကို question ပြန်မေးနေရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေဘာလဲဘာအတွက်လဲဘာကြောင့်လဲစသဖြင့်ဒီလိုမျိုး question တွေရမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့အခြေအကျိကြီးမှာတယောက်နဲ့တယောက်ပွင့်လင်းမြင်သာမှုအားနည်းတယ်ဆိုတဲ့အပိုင်းခြားတစ်ခုတင်းငွေတွေတာသမီတွေကြော်ဖြတ်နေရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တရင်းငွေတွေတာသမီတွေအိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့လေဒီလိုကာလမျိုးမှာနည်းနည်းလေးကိုယ့်ရဲ့အိမ်တော်ဘက် ဆိုမျိုးသားချင်းဒုံဘော့ကိုယ့်ရဲ့သားသမီးဒီကြောင့်စိတ်တော့ကရောက်လာတာမျိုးတွေနဲ့ပတ်သက်ပြီးကြုံတွေ့လာတတ်တယ်။အဲကိုယ့်ရဲ့အိမ်မှာရှိနေတဲ့လူတူတူတယောက်ပေါ့လုပ်ငန်းကိစ္စနဲ့ပဲဖြစ်ဖြစ်ကိုချစ်ရတဲ့လူပေါ့ကိုအိမ်တော်ဘက်ပဲဖြစ်ကိုသားသမီးပဲဖြစ်ဖြစ်ကိုချစ်ရတဲ့ကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုနဲ့ခွဲခွာပြီးတော့အဝေးတနေရအောင်ထွက်သွားတာမျိုးအလုပ်သွားလုပ်တာပဲဖြစ်ဖြစ်တစ်ခုခုကြောက်ပေါ့နော်ထွက်သွားတာမျိုးအဲ့တော့သူတို့ကိုလွမ်းဆွရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာရတတ်ပါတယ် အာပြီးတော့ဒီအိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်ငှားတာမျိုးအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးဟိုပြဿနာအချုပ်ချင်းဖြစ်တတ်တယ်ပြီးတော့ဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စနဲ့ပတ်သက်ပြီးအမွေကိစ္စတွေနော်အဲစတဲ့ဖြစ်ပေါ့နော်အမွေကိစ္စတွေကြောင့်မွန်မသားချင်းကြားထဲမှာစိတ်ဝမ်းကွဲတာမျိုးတွေအဲတယောက်နဲ့တယောက်အယူဆတဘောတရားချင်းမတူတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါလေးကိုတော့နည်းနည်းလေးဂရုစိုက်စေချင်ပါတယ်ဆိုတော့အိမ်တော်ကြီးတစ်ခုကိုဟိုဘလို့ခက်ခက်ခဲခဲနဲ့ကျွန်တော်တို့ဖြတ်တန်းနေရတယ် ဆိုတဲ့ပုံစံဟိုပုံစံမျိုးဖြစ်နေတာပေါ့နော်အရင်အဆင်ပြေနေတာမျိုးတော့မဟုတ်အဆင်ပြေအောင်အတင်းစူးစမ်းနေရတဲ့ပုံစံမျိုးလို့ကျွန်တော်ကတ်မှာမြင်နေပေါ့နော်အဲ့တော့ not ကြံရှိတာတော့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာလေကျွန်တော်တို့ဒီမိတ်ဆွေတုမိတ်ဆွေအယောင်နေလောက်ပေါ်ကင်ဘက်အတုမိတ်ဆွေအာလောက်ပေါ်ကင်ဘက်အယောင်နေလောက်ချိုလို့လိုချိုလို့တဲ့မှာအဲ့လိုမျိုးလေကိုယ့်စီရတခုလိုချင်ချိုပြတယ် ကိုဘောကောင်းပြတယ်ပြီးကိုနောက်ွယ်မှာကိုရဲ့လောက်တာတွေမကောင်းတာတွေတခြားလူတွေပြောတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာကိုအနေနဲ့အနေထိုင်မှန်ဖို့တော့လိုအပ်တယ်။ကိုတစ်ခုခုအမားလုပ်ပြီးဆိုရင်ကိုလုံးလိုက်တဲ့အမားချင်းချင်းလူကြီးတီးပြီးကိုကိုပြည့်ယူရတဲ့အတိဖြစ်နိုင်တယ်။ကိုရဲ့အမားကိုစောက်ပြီးတော့ကိုရဲ့အားနေချက်ကိုအခွင့်ကောင်းယူပြီးတော့ကိုကိုတိုက်ခိုက်ဖို့လုပ်ငန်းတွေမှာလူတွေအများကြီးရှိနေတယ်။ဂရုစိုက်ဖို့အတွက်လိုအပ်တယ်။ကိုကစိတ်ချင်းနဲ့ပေါ့မယ်။တစ်ဖက်ကရလာတာစိတ်ချင်းတော့မဟုတ်ဘူး။ ဒါကြောင့်မလို့လုပ်ငန်းကိစ္စတွေမှာနည်းနည်းဂရုစိုက်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဟောကြားရင်းနဲ့ပဲတရင်းတွေသားသမီးတွေရဲ့တပတ်တာကိုဒီမှာပဲရန်တာခွင့်ပြုပါခင်ဗျာကျေးဇူးတင်ပါတယ်အဲ့တော့ဖော်မောက်ဆုံးအနေနဲ့ကတော့ကျွန်တော်ကတရင်းလာသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်း business နဲ့ပတ်သက်တဲ့အရာကိုစဟောပေးမှာဖြစ်ပါတယ်ဆုံးမချက်မှားတွေအများကြီးပြုလုပ်ခဲ့ပြီးတော့လဲမနေတဲ့လုပ်ငန်းတစ်ခုကိုကောင်းမွန်စွာပြန်လည်တက်မတ်စွာစူးစမ်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ ဟောကြားပေးခြင်းပါတယ်။အရင်တော့ကိုယ့်ရဲ့လောက်ခဲ့တဲ့အမှားတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်အမှားတွေဟာဒီတစ်ချိန်မှာအဲအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ဖြည့်ရှင်းနေရတဲ့ကာလအပိုင်းခြားတစ်ခုစီးပွားရေးဒီမှာကြုံတွေ့နေရတတ်ပါတယ်။ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာကိုယ့်ရဲ့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာဖြည့်ရှင်းမှုအမတန်ပြုလုပ်နေရတယ်ဆိုတဲ့အပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့မြင်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အားနည်းနေရပါအားနည်းနေဆိုတော့ဒီအချိန်မှာကိုယ့်အနေနဲ့လုပ်ငန်းကိစ္စကိုဘယ်လိုပဲ အာစိတ်နှစ်ပြီးတော့ပဲလှုပ်လို့ပေါ့နော်မလှလာတဲ့တခြားတော့အနှောက်ရှက်လေးတွေဥပမာမိသားစုရေးရာအနှောက်ရှက်တွေအဲဆွေမျိုးသားချင်းအနှောက်ရှက်တွေစသဖြင့်ပေါ့နော်ဒီလိုအနှောက်ရှက်လေးကြုံတွေ့နေပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအချိန်ပေးပြီးတော့တည်တည်ချာချာတိဆောက်ကောင်းမအောင်ပြုလုပ်ဖို့အတွက်အမှန်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခု ဖြစ်တယ်လို့ခဏကကျွန်တော်ပြောလို့ပေါ့ကိုယ့်ရဲ့လွယ်မှားတဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့စိတ်ကူးစက်တဲ့မှားတွေဟာဒီအချိန်မှာအဲ့ဒီရဲ့အကျိုးဆက်တွေခံစားနေရတဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်အခုလက်ရှိမှာဖြစ်တဲ့ပြဿနာမဟုတ်ပါဘူးအရှိမကိုလောက်ခဲ့တဲ့ လွယ်မမှုတွေကဒီချိန်မှာဖြစ်ရှင်းနေရတယ်ဆိုတော့အတိုင်းအတာတစ်ခုကိုကြုံတွေ့နေရတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ဒါဆိုရင်ဒါကိုကြော်လွားနိုင်မလားလို့ပြောမယ်ဆိုရင်တော့မိတ်ဆွေစိတ်ရတဲ့နာမှာအကောင်းဆုံးကြော်လွားနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။နောက်ထပ်ကျွန်တော်တို့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကြာနေတဲ့ကက်က the death ကကြာနေပါတယ်။မိတ်ဆွေစောင်းရှုံးမှုဒီနဲ့ရင်ဆိုင်နေရတယ်ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲ။အခက်ခဲဆိုတာထက် အခက်ခဲဆိုတာကိုဒီအခက်ခဲကြော်လွားနိုင်တယ်ဆိုလို့ရှိရင်ငွေပြန်ရနိုင်တယ်အခုငွေကြီးကံကတော့ဆုံးရှုံးမှုများစွာကြုံတွေ့နေရတဲ့ဆိုတဲ့ပုံစံမျိုးပြန်ယူဖို့အတွက်ခက်ခဲတယ်ဆိုတဲ့ပုံစံမျိုးပြသထားတယ်ဒါကြောင့်ငွေကြီးကံကောင်းဆန်းလို့ပြောရင်တော့ကျွန်တော်ကတော့မကောင်းလို့ပဲဟောပြရပါမယ်အဲ့တော့ဒီချိန်မှာငွေကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးကိုပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့နောက်ထပ်ကျမကြီးကိစ္စဖြစ်ပါတယ် ကျမကြီးကိစ္စကတော့အားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ကျမကြီးညံ့နေတဲ့လူတွေဒီအချိန်မှာကျမကြီးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းနေတဲ့ကျမကြီးကံကောင်းမှုတွေရရှိလာမယ့်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ဥပမာစေယုံတက်နေရတဲ့လူတွေဒီအချိန်မှာစေယုံကနေပြန်ဆင်းရတာမျိုးတွေကျမကြီးနဲ့ပတ်သက်ပြီးသတင်းစကားကောင်းနေကြားသိရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျမကြီးအားကောင်းနေတဲ့အပိုင်းခြားတစ်ခုကိုကြုံတွေ့နေရတယ်နောက်ထပ်တနင်္လာသားသမီးတွေကြုံတွေ့လာမယ့်အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဒီအချိန်မှာမှန်တယ်ပြောရင်တော့တနင်္လာသားသမီးတွေကိုယ့်ရဲ့ခြေကိစ္စအတွက်အချိန်ပေးမှုအမှန်တန်နဲပါတယ်အရင်တော့ကိုယ့်ရဲ့ချစ်သူကိုတနားရီအချိန်ပေးမယ်ဆိုရင်ဒီအချိန်မှာ15မိနစ်အချိန်ပေးဖို့တော့အနိုင်နိုင်မှာအဲ့တော့ဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေတခြားသောလူမှုရေးကိစ္စတွေမှာရှုပ်ထွေးနေရတဲ့အတွက်တော့အခြေရေးကိစ္စတွေမှာပြည်ပြဝဝစိတ်မရောက်နေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပြသထားခြင်းဖြစ်ပါတယ်နောက်တစ်ခါကိုယ့်ရဲ့ချစ်သူနဲ့ငွေကြေးကိစ္စရည်နဲ့ပတ်သက်တာလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်တဲ့အရှုပ်ရှင်းမပြုလုပ်မိဖို့အတွက်လိုအပ်ပါတယ်။အဲဒီကနေစအခြေအကျကိစ္စနောက်ကျွန်တော်ဟောမယ့်အခြေအကျကိစ္စလာတော့မယ်နော်။အဲဒီအခြေအကျကိစ္စတွေမှာ ပုံပေါ်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ချက်တူနဲ့ငွေကြီးကိစ္စလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်မယ်ဆိုရင်သတိထားပါ။အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပဲစကားများတဲ့အထိဖြစ်သွားတယ်နော်။အဲကြောင့်မလို့ကိုယ့်ရဲ့ချေးကိစ္စတွေမှာအချိန်မပေးနိုင်တာမျိုးအချက်တူရည်စားတွေနဲ့ကျွန်တော်တို့ငွေကြီးကိစ္စပြဿနာတွေလုပ်ငန်းပြဿနာတွေစသဖြင့်ဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်တာမျိုးစကားများတာမျိုးလက်ခွဲရတာမျိုးတွေကြုံတွေ့လာနိုင်ပါတယ်နော်။ဒါလေးကိုတော့နည်းနည်းသတိထားပေးပါ ။နောက်ထပ်ကျွန်တော်တို့ကြုံတွေ့လာမယ့်အိမ်တော်ကြီးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အိမ်တော်ကြီးကိစ္စမှာတနည်းအားဖြင့်ပြောမယ်ဆိုရင်လူကြီးတူမတွေရဲ့အကြံပေးမှုလူကြီးတူမတွေရဲ့ထောက်ပံ့ပေးမှုကောင်းတဲ့အများကြီးကြုံတွေ့လာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီကာလမှာအိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးပြုတ်ကွဲထားတာရှိတယ်။အိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးမိမအိမ်ပေါ်ဆင်းလာ၊ယောက်ျားအိမ်ပေါ်ဆင်းလာရှိတယ်ဆိုရင်တော့ပြန်လာဖို့အတွက်တော့ခက်ခဲပါတယ်။ဆိုတော့ကိုယ့်ရဲ့အိမ်တော်ကြီးပြဿနာနဲ့ပတ်သက်ပြီးအဖြစ်နိုင်ဆုံးဒီချိန်မှာတယောက်နဲ့တယောက် တင်းတင်းမြတ်မြတ်နေထိုင်ဖို့အတွက်လိုအပ်တယ်ပြဿနာတစ်ခုဖြစ်သွားပြီဆိုတော့တယောက်နဲ့တယောက်ပြန်လည်ဆက်သွယ်ဖို့အတွက်အားနည်းနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်เนาะအဲ့တော့ရက်ဝေးမှာရှိနေတဲ့ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ခေတ္တခဏဖုန်းကြောက်တော့၎င်း connection ကြောက်တော့၎င်းတခြားလုံးဝကိစ္စကြောက်တော့၎င်းပေါ့နော်အဆက်အသွယ်ပြတ်တာမျိုးတွေသူတို့အတွက်စိတ်ကူရတာမျိုးတွေတော့တွေ့ကြုံလာတတ်တယ်ဒါပေမဲ့ဒီကိစ္စတွေမှာ အဲလူကြီးသူမတွေရဲ့ကုမဟိုကိုညီဖိမမှုကောင်းတွေရရှိနေတဲ့အတွက်ကြောင့်အိမ်တော်ရေးအဆင်မပြေတာဖြစ်တဲ့ဆိုရင်တော့မိဘဆရာသမားတွေနဲ့တိုင်ပင်ညှိနှိုင်းပြီးကိုယ့်ရဲ့အိမ်တော်ရေးကိုဖြည့်ရှင်းမှဒါဆိုကောင်းမွန်နေတဲ့ထောက်ပံ့ကောင်းတွေရရှိလာမယ်ပြီးတော့လူကြီးသူမတွေရဲ့ကုညီဖိမမှုရှိတယ်ဆိုတော့ငွေကြေးကိစ္စပဲဖြစ်ဖြစ်ပေါ့နော်တခြားကိစ္စမှဖြစ်သူတို့စီစဉ်ကုညီထောက်ပံ့ကောင်းတွေရရှိလာနိုင်တဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဒီကာလမှာဝန်ထမ်းတွေကိုယ်အနေနဲ့လုပ်ငန်းကိုဘယ်လိုပဲစူးစမ်းပြီးတော့ PC ပြီးတော့ပဲလွတ်လွတ်ပေါ့နော်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးပြည့်ပြတ်မှုအားနည်းပါတယ်ဆိုတော့လူအခက်ခဲကြောင့်ကုန်ပစ္စည်းအခက်ခဲကြောင့်ဒုံမောက်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ဒီ policy အပြောင်းအလဲတွေကြောင့်ပေါ့နော်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးကိုလို့ဆောင်တဲ့လုပ်ငန်းကိစ္စတွေမှာနည်းနည်းလေးအလွယ်လွယ်အမှားမှားတွေအစီအပြေဖို့အတွက်ခက်ခဲနေတဲ့အခြေအနေပိုင်းခြားတစ်ခုကိုကြုံတွေ့လာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ် ဒါကြောင့်မို့ဒီလိုကာလမျိုးမှာကျွန်တော်အလုပ်လုပ်တဲ့အခါမှာကိုယ့်ရဲ့စိတ်တိုင်းကြမှုအားနေတဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးမပျော်ရွှင်မှုတချို့တွေကြုံတွေ့လာရနိုင်ပါတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။တချို့လူတွေကကျွန်တော်ပြောတယ်ဆရာဟောရင်ဘရောမှာအကောင်းမဟုတ်ဘူး။အကောင်းမဟုတ်တော့မဟုတ်ပါဘူး။ကျွန်တော်ကောင်းတဲ့ကတ်ကြရင်ကောင်းလို့ဟောပါတယ်။ဆိုးတဲ့ကတ်ကြရင်တော့ဆိုးလို့ဟောပါတယ်။အေးပါဗျာကျွန်တော်ချိုးနေတဲ့ကတ်တွေကပဲအဆိုးတွေကျနေတာတော့မသိဘူးပေါ့နော်။အဲ့တော့နောက်နေ့ကျမှအကောင်းဟောစီခြင်းနဲ့လူတွေအတွက်ကျွန်တော်တီးတဲ့အကောင်းတွေရယ် ကျွန်တော်ရွေးပြီးတော့ဟောပေးပါမယ်เนาะအဲ့တော့ကျွန်တော်အရှိရှိတိုင်းဟောတဲ့အတွက်ကြောင့်မလို့တစ်ခါလေကြတော့ကျွန်တော်နားလည်ပေးပါလို့